ပါဒီနေ့မှာတော့ချက်သားချက်တင်ဖြူအဆက်ကျော်ကြောပြမှာဖြစ်ပါတယ်အဲအဲ့ဒါကြောင့်တော့ပထမဆုံးအနေနဲ့ချက်တောင်မလေးတွေကိုရေးပြီးချစီပြီးတော့အထင်းကိုအရသာဝင်အောင်ပါပါလေးတွေအမွန်ထားမယ်ပါကျသားမုံပင်းငံပြရဲ့အနောက်ခရူးစီမြို့ကောင်းမုံပြီးရင်ကုံမုံအဲ့ဒါလေးတွေထည့်ပြီးတော့တေချာနှက်အောင်အသားလေးစိတ်ဝင်အောင်နေထားမယ်ပေါ့နော် guys ဒီနေ့တော့ကိုလက်အိတ်လေးဝယ်လို့ရတယ်လက်အိတ်လေးတုံးထားပါတယ် အဲ့ဒီရေဒီယိုမျိုးပေါ်တင်မယ်စီထည့်မယ်အဲ့ပြီးရင်စီပွက်လာပြီးစီဆူလာပြီးဆိုလို့ရှိရင်အစမ်းထောင်းထားတဲ့ကြက်တုံဖြူကိုအာကြော်ပေးမယ်ကြော်ပြီးတော့ကြက်တုံဖြူကိုကျွတ်ကျွတ်ရွရွအနေထားပြီးဖြစ်လာပြီးဆိုလို့ရှိရင်ပြန်ဆဲထားမယ်ပေါ့နော်ပြီးရင်အာစီနည်း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 ထည့်ပြီးတော့စီပွက်ပွက်ဆိုလာပြီးဆိုလို့ရှိရင်အစောကနှက်ထားတဲ့ကြက်တုံမလေးကိုတစ်ချောင်းချင်းထည့်ပြီးတော့ကြော်ပါမယ် အာရွှေငူရောင်တန်းလာပြီဆိုရင်ချလိုက်ရပြီလို့ပြောကြတယ်ပေါ့နော်အဲတို့ကတော့မြည်ကြည့်လိုက်တယ်အခုယူပြီးမြည်ကြည့်လိုက်တယ်မြည်လို့အထက်ကတားကြက်ပြီဆိုရင်ချလိုက်တယ်အဲစီဆက်ထားလိုက်ပေါ့နော်အဲစီဆက်စားလေးနဲ့ဒီစားလေးဆက်ပြီးတော့ချထားလိုက်ပါတယ် ချက်တော်မန်ကျော်ဆောင်အချက်ဖို့ဆောင်နေတဲ့အချိန်မှာအာတခြားအစားပြားရေးလုပ်ထားမယ်ပေါ့နော်အာချက်တော်မီပပလီထားမယ်ညူကြီးကိုတရားရိုက်ပြီးတော့အာပပလီထားမယ်အဲ့လိုလုပ်ထားမယ်ရှိတော့အဲ့ဦးပဲစီရေးစီးပြီးတော့ပြန်တင်လိုက်တယ်ပြီးရင်စီးခင်းမယ်စီးစူလာပြီးဆိုလို့ရှိရင်အစောကပပလီထားတဲ့ချက်တမီနဲ့တရားရိုက်ထားတဲ့ညူစင်းခဲ့ပြီးတော့စီးတက်မယ်ပြီးရင်ချက်တုံမီလေးညူစင်းကြီးနွမ်းလာပြီးဆိုလို့ရှိရင်ညူစင်းအစိမ့်မုံလေးထည့်ပြီးတော့အာချက်ပေးမယ်ပေါ့နော် ထည့်ချထားတဲ့စက်တုံးလေးကိုမြေကြီးကနေနှမ်းတော့ရေဆိုလို့ရှိရင်အစိုးရရထားအချက်အဆင်းလုပ်ထားတဲ့စက်တောင်ပံကြော်လေးကိုထည့်လိုက်မယ်ပြီးရင်အရသာဒီစားနှောင်းဝင်မယ်ပြီးရင်အပေါက်ငံပြီးပြီးတော့လိုအပ်တဲ့စက်သားမုံစားမြေကိုကောင်းအဲ့ဒါလေးထည့်ပါမယ်ပြန်ကြည့်စီတဲ့ဆုံးလေးအဲထည့်ပေးမယ် တော့မွေးပြီဆိုရင်အစောကြောထားတဲ့ကြက်တင်ကြီးကျွတ်ကျွတ်ကလေးကိုအပေါ်ကနေဖြူပြီးတော့ပြန်ပြောနှံ့အောင်မွေးပြီးပါမယ်။ကြက်တင်ကြီးကျွတ်ကျွတ်လေးဖြစ်နေပုံစံကတော့ကျွန်တော်ဒီမှာကြက်တင်ဖြူကနည်းနည်းလေးပြိုသွားတယ်။အဲ့ဒါလေးမွေးအားလာလေးပို့ရှိအမြင်လေးလာအောင်နားလေးချပြီးတော့အာဒီစားနှောင်းထပ်ပွေးပြေးရမှာနော် 시에조금비웃겼다썼죠너무웃겼다조금비웃었죠야바비알로미로사지잡아너너비우리마켓그거네알로미조심히할게말해바바이